ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့အချိန်တွေကဒါမြန်ဆန်လွန်းလွန်းလာလာမဲ့ဒါ3ရက်လောက်ကြာရင်တော့ဒါကျွန်တော်တို့ကျွန်တော်တို့စောင့်မျှော်နေတဲ့ပွဲတစ်ပွဲကိုရောက်တော့မှာပေါ့အဲ့တော့ထုံးဝင်တိုင်းကျွန်တော်ဒါအကျိုးရင်းခုံတန်ကိုတင်ဆက်ပြီးနေကြပုံစံတိုင်းဒါတင်ဆက်ပြီးကျင်တာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ကလာမဲ့ဒါကျွန်တော်ကြာသပတိနေ့မနက်တနာရီခွဲမှာကျင်းပသွားမယ်ဒါ Tottenham Hotspur အသင်းနဲ့ဒါကျွန်တော်တို့ Manchester United အသင်းတို့တွေ့ဆုံမယ်ဒါကျွန်တော်တို့ အဲယူရိုပါလိဖိုင်နယ်ဘီဘောင်ပွဲစဉ်အကြောင်းပြောပါမယ်အဲ့တော့ကျွန်တော်ပထမအောင်သူမင်းနေကြလူကြီးကျွန်တော်ပထမအောင်ကျွန်တော်ပြောတဲ့ဘီဘောင်နဲ့ပွဲစဉ်ကျွန်တော်သွားမကြည့်ဘူးလားဆိုကျွန်တော်သွားမကြည့်ဖြစ်ပါဘူးဒါကျွန်တော်ဟိုတစ်ခါကပြောခဲ့လို့ပဲကျွန်တော်ဘီဘောင်သွားမယ်ပွဲစဉ်ရဲ့ဒါကျွန်တော်တို့လက်ရှိဇယိတ်တွေကိုကျွန်တော်ငလင်းတန်းမှာပြည်သူတွေကိုကျွန်တော်လူလူတန်းလိုက်တဲ့ကြောင့်မို့ကျွန်တော်အနေနဲ့အခုလက်ရှိမှာဘတ်ဂျက်ရေးကဒါဘီဘောင်ကိုသွားလို့ရမယ်ဘတ်ဂျက်လည်းမရှိဘူးဒါပေမဲ့ဒီခုနပြောတဲ့လက်ရှိဘီဘောင်ကိုသွားမယ်ဘတ်ဂျက်ကလည်းအိမ်မှာတမ်းမမြောက်တဲ့ဥပမာလက်ရှိမှာဘီဘောင်ရဲ့ဒါကျွန်တော်စပါဘတ်ချန်ကလက်မှတ်ဝယ်မယ်ဆိုရင်ပေါင်1000အနည်းဆုံးရှိတယ်ဒါကျွန်တော်စပါဘတ်ပေါ့နော် United ဘက်ကနည်းနည်းလေးခုချိန်မှာနည်းနည်းဈေးသာတယ်မစပါဘတ်ကတော့ of course ဒါဥရောပဖိုင်နယ်ကိုခဏခဏတက်နေတဲ့အသင်းတင်းမဟုတ်တဲ့ကြောင့်ဗျာဖိုင်နယ်လက်တက်ကောဒါလက်မှတ်ဈေးတွေအကုန်မြင့်သွားအဲ့တော့လက်ရှိမှာကျွန်တော်တို့ကပေါင်ထောင်ရှိတယ်ဒီကနေသွားမယ်ဆိုရင်အနည်းဆုံးမရှိဘူးဆိုတာဈေးတွေအများကြီးအဲ့တော့အနည်းဆုံးပေါင်လက်ထဲမှာ3000 4000လောက်ပေါင်မြန်မာငွေတက်မယ်ဆိုရင်လက်ရှိဒါကျွန်တော်တို့သိန်း200လောက်ရှိမှဒါကျွန်တော်တို့ဒီဖိုင်နယ်ပွဲတစ်ပွဲကိုသွားလို့ဒါတပွဲပဲเนาะတပွဲတည်းသွားလို့ရမယ်ချင်းနေရှိတယ်ကြောင့်မို့ကျွန်တော်အနေနဲ့လက်ရှိမှာလက်ထက်မှာအဲ့လောက်တော့ budget က budget ကတော့ခုနကပြောသူပဲကိုပေါ့ saving တော့ရှိပြီမဲ saving နဲ့ကပတ်စံတော့ဒီဘောလုံးပွဲကြည့်ဖို့တော့တော်မတော်ကြည့်ဖို့เนาะ ဒါမမှန်ရပါဘူးအဲ့တော့လက်ရှိဒါစပါသိနေတာဖိုင်နယ်တက်သွားပြီအဲ့တော့ feeling တွေရဆိုရင်တော့ဘလူးခံစားရဆိုအမှန်တမ်းပြောမှာဆိုကိုအသင်းကိုတော့ကိုဖလိုက်ရစီပြီမှ confidence ကတော့ပြေသွားလုံးဝမရှိဘူးဒီနေရာမှာတော့ကျွန်တော်တို့တချို့ပြိတ္တတွေကတော့ကိုယ့်အသင်းကို confidence ကိုအပြည့်ရှိကြတယ်အထူးသဖြင့် United ပြိတ္တတွေကကိုယ့်အသင်းကို confidence အပြည့်ရှိကြတယ်ဒါကိုယ့်အသင်းကိုကောင်းကောင်းနိုင်စေချင်တယ်ဒါပေမဲ့ ကိုသိန်းကကို့တစ်ချိန်လုံးလက်ဒေါင်းလုပ်လာတဲ့တဲ့တင်ဖြစ်တဲ့ကြောင့်ဒါတိတ်ပြီးတော့မမျောလင်းရင်မျောလင်းကိုပဲခံစားရတဲ့ကြောင့်ကျွန်တော်တိတ်ပြီးမမျောလင်းဘူးရသွားမယ်ဆိုရင်တော့ရသွားတဲ့ feeling အစ်စ်တကူကျွန်တော်ဘဝမှာပထမဆုံးနဲ့တည်တည်ချာချာခံစားမှုမယ်ဒါဘဝမှာမလုံးဝမရဘူးသေးတဲ့ဒါ feeling တကူကိုကျွန်တော်အနေနဲ့ခံစားမှတော့ဒါအော်တော့ကျွန်တော်မျောလင်းနေတဲ့မှာပါတယ်ဒါပေမဲ့အကဲကုနာပေါ်သူပဲအကဲရှုံးနေခဲ့မယ်ဆိုတော့ one day မယ်ဒါပေမဲ့ကုနာပေါ်သူပဲဟိုထင်တာအရင်ကြီး expectation အရင်ကြီးယူတာကျွန်တော်မျောလင်းမထားခဲ့ရတဲ့ကြောင့်မလို့ ဟိုထင်တာလည်းတော့ကျွန်တော်အနေနဲ့ဟိုအရင်အကြနာဘူးတော့ကျွန်တော်မရှိဘူးလို့ကျွန်တော်အနေနဲ့ပဲဒါပေမဲ့ United ဘက်ကလက်ရှိမှာဒါကျွန်တော်တို့အခြေအနေဒါဟိုကျွန်တော်ဒါပွဲချုပ်သုံးသပ်ချက်မှုတွေကြောင့်အခြေအနေဒီပါညာဆိုရတဲ့ကျွန်တော် feeling တွေကိုပြောအောင် United ဘက်ကကျွန်တော်တို့အနေနဲ့ပြန်ကြည့်မယ် United ကလက်ရှိမှာသူတို့ကကျွန်တော်ထင်တာပေါ့နော်ပထမထင်ခဲ့တာကဒီဖလားက United ထွက် Spa ကပူလူအပ်တယ်လို့ကျွန်တော်ထင်ခဲ့မြင်လက်ရှိဒါကျွန်တော်အခြေအနေတွေကြောင်းရောင်းက Spa တင်းတဲ့ United ကဒီဖလားကဒါကျွန်တော်တို့ဟိုကြားပိတ်တဲ့တယောက်အနေနဲ့ရှင်းရယ်ဆိုရင်တော့ပူပြီးတော့လူအပ်တဲ့နေဘာကြောင့်လဲ သူတို့လည်းဒီဖလားရပြီဆိုရင်လာမယ့်နေရာဒီမှာချန်ပယ်လိဝင်မယ်ဒါသူတို့လည်းပြန်လဲပြီးရီဘေးလုပ်အောင်မယ်ရူဘန်အာမိုရင်းအတွက်လည်းဒီဟာကအားတစ်ခုနေတယ်လို့ပဲစပါတင်နဲ့ဒီနေရာမှာဘာဖြစ်လို့ကျွန်တော်ဒီစကားပြောရလဲစပါတင်နဲ့ယူရိုပါလိဖလားရမယ်ချန်ပီယံလိဝင်မယ်ဆိုရင် then what ဟုတ်တယ်ခုနကပြောကျွန်တော်တို့အတွက်ဒါဥရောပဖလားတစ်လုံးရသွားမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လက်ရှိပိုင်ရှင်နဲ့ဒီဥရောပဖလားတစ်လုံးရဲ့နောက်ွယ်မှာကျွန်တော်တို့အနေနဲ့ ငွေတွေတုံးပါမလားကျွန်တော်တို့မနိုင်မသိမ့်မတယ်ဘောဆို Daniel Levine နေနဲ့ကျွန်တော်တို့ဒါအဆင့်နှစ်ရခဲ့တဲ့ movement တွေရှိတယ်။ Chamberlain ပိုင်းနဲ့ရခဲ့ပြီးကျွန်တော် time back ခဲ့တဲ့ movement တွေရှိတယ်။အဲ့ဒါတော့မှကျွန်တော်အသင်းလုံးဝငွေမသုံးခဲ့တဲ့အသင်းကိုကျွန်တော်အနေနဲ့မြင်ခဲ့ရတယ်။အဲ့တော့ကျွန်တော်အနေနဲ့ ယူရိုပါလီယာမှာချန်ပီယံလိပြရတယ်ပြီးတော့ခုနကပြောဆိုအပြောင်းလဲတွေအများကြီးဖြစ်အောင်မယ်ခုနကပြောဆိုနီးပြသစ်လာအောင်မယ်ပြီးရင်ဒါကြောင့်ကစားသမားသစ်လာအောင်အဲ့တော့အသစ်သစ်ပေါင်းများဆိုအဲ့တော့အဓိကတော့ခုနကပြောဆိုကျွန်တော်တို့တင်တာယူရိုပါလီယာပြီးတော့စပါချန်ပီယံလိရခဲ့မယ်ဆိုရင်အခုတခုလွယ်ကူသွားတာကတော့ကျွန်တော်တို့အသင်းကဒါကျွန်တော်အသင်းတွေကကစားသမားတွေပူပူပြီးတော့ပြောင်းရွှေ့ကျင်လာပါချန်ပီယံလိဆိုးရတဲ့အသင်းတစ်သင်းဖြစ်လာမယ်ယူရိုပါလီလက်ရှိမှာပူပူလောလောရထားတဲ့အသင်းတွေ ਨੇ ဒါကစားသမားတွေနဲ့ဒီအသင်းကို join ကျင်စိတ်ဒါတိုးတက်လာမယ့်နေရာမှာပါဒါဟာ positive sign နဲ့အမြင်တစ်ခုပေါ့နော်အဲ့တော့မြို့သူပင်စူစီကမှုဒါကအရန်ဒါကျွန်တော်တို့ကျွန်တော်တို့ရဲ့ပြည်သက်နေကျွန်တော်တို့ းရကြတယ်ဒါပေမဲ့လက်ရှိမှာစပါပရိသတ်တွေမေးမယ်ဆိုအကုန်လုံးကဒါကြီးကိုအကုန်လုံးကဒါကျွန်တော်တို့ဟို excited ဖြစ်နေတယ်ဆိုတာအကုန်လုံးကကြောက်နေကြတာဘာလို့လဲဆိုတော့ဘာများဖြစ်မလဲဆိုတဲ့အတွေးတွေကအင်မတန်မှတော်တော်လေးကိုကြောက်ဖို့ကောင်းတယ်လို့ကျွန်တော်ရဲ့အမြင်မှာမြင်မိတယ်ဒီ thought and the process ကတော်တော်လေးကိုတော်တော်လေးကိုဒါကျွန်တော်တို့ကအစိုးရစရာကောင်းတဲ့ moment တစ်ခုလို့ကျွန်တော်အနေနဲ့ဘာလို့ဒါစပါအသင်းအတွက်ဒါ turning point ဆိုရတဲ့ဒါအစိုးရကအစိုးဆုံးခြေလီသွားမလားဒါမှမဟုတ်ဒီနေရာကိုပဲတက်တက်လေးဖြစ်အောင်ပြန်ကယ်ဖို့တဲ့ဒီဘလောက်ဘလောက်ဒီကယ်နိုင်မလဲအဲ့တော့ တေချာတကူစပါးတဲ့ဒီဖလားမရဘူးဆိုရင်နီးပြတဲ့တယောက်လည်းလွယ်လွယ်လာဖို့မလွယ်တော့ဘူးဒါခုနကအဆစ်16ရထားတဲ့အသင်းသင်းနေနဲ့ဒါကျွန်တော်တို့လာမယ့်နေရာဒီမှာဥရောပဖလားမကန်းမှာဒါကျွန်တော်တို့ခုနကပြောသူပဲ အဲရဘူပွဲချင်းတွေကအဆင်ပြေတယ်ဆိုတာမှန်ပေမဲ့တကယ်တော့နင်လားငါလားဆိုတဲ့အနေထားမှာဒီပြတဲ့ခေါ်ယူဖို့ခဲမိမယ်ကစားသမားတဲ့ခေါ်ယူဖို့ခဲရင်မယ်ဒီပိုင်ရှင်ကိုဘဒုမမျိုးရှိတဲ့ကစားသမားတွေထွက်မယ်အဲ့ဒီဥစ္စာတွေကတော်တော်လေးကိုဖြေရှင်းရကတ်မယ်အဲ့တော့ဒီနေ့မှာစပါတင်ကြီးပဲဒီလိုပြဿနာရင်ဆိုင်မှု United အသင်းကဒီလိုပြဿနာရင်ဆိုင်ဒါပေမဲ့ United အသင်းကအခုလက်ရှိမှာနောက်ဆုံးရသတင်းတွေရဆိုတော့ Ruben Amorim က Europa League ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒါကျွန်တော် Final တော့ Champions League ဒါရဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေသူအနေနဲ့အသင်းမှာဆက်လက်ပြီးနေသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒါသိရတယ်မဟုတ်အဲ့တော့ United တို့ကဒါသိပ်ပြီးတော့ဒါဟိုပြောမယ်ဆိုရင်တော့နီးပြပိုင်းကပြောင်းလဲမရှိမှာဒါကျွန်တော်ကျန်တဲ့ငွေကြီးပိုင်းမှာ United ကဒီငွေကအရန်လူတယ်ဒါကျွန်တော်မနေ့ကကျွန်တော်တမနေ့ဟိုလွန်ခဲ့တဲ့2ရက်3ရက်တော့ဒန်နီနဲ့ပြောခဲ့တယ်ပဲ United အသင်းကဒီဖလားကိုလူချင်းနေဆိုတာ economic lift တယ် ဒါချန်ပီယံလိဝင်မဲ့ဝင်ငွေဒါအုပ်စုအသင်းမှာဆောင်းမဲ့ပရိုရာပတ်သက်ပဲဒါ United သာချန်ပီယံလိဝင်ငွေခုနကပြောလို့ကျွန်တော်လက်ရှိမှာ Nike လို့ပါဝါစပွန်ဆာကြီးတွေအများကြီးပူရမယ်ပြီးတော့ United အသင်းရဲ့လက်ရှိမှာဒါကျွန်တော်ရုပ်သံလွှင့်ငွေတွေအများကြီးရမယ် International Fan Base ရဲ့ Revenue တွေအများကြီးပူရမယ်ဒါကျွန်တော်ချန်ပီယံလိရဲ့လက်ရှိ Format အသင်းကြောင့်မို့ United အသင်းရဲ့ပတ်စံတွေအများကြီးအများကြီးပူရမယ်အခြေအနေတစ်ခုမှာရှိအဲ့တော့ United အသင်းရဲ့ဒီ United ရဲ့ဒါကျွန်တော်တို့ဥရောပ Europa League ရဲ့ဖလား Champions League ဝင်ခွင့်ကဒါဖလားရအောင်မြင်မှုဆိုရင်နောက်ကငွေကြေးအောင်မြင်မှုက United ပိုလူရတယ်မဟုတ်ဘူးအဲ့တော့နှစ်သိန်းရဲ့ဒါရည်ရွယ်ချက်တွေကကွာဆရာကျွန်တော်တစ်ခါပြောရင်နှစ်သိန်းလုံးရဲ့ရည်ရွယ်ချက်တွေကကွာချားနေတယ်တစ်ဖက်အသိန်းနေပြန်ကြည့်မယ်ဒါကျွန်တော်တို့ Champions League ဝင်ခွင့်ကတော်တော်လေးကိုရေးကြည့်လို့တစ်ဖက်ရဲ့ဝင်ခွင့်တစ်ဖက်ကကြည့်မယ်ဒါနှစ် ကာလရွှေကြာပျောက်ဆုံးနေတဲ့စူပလာတစ်ခုနဲ့ပြင်ရဖို့တယ်အဲ့တော့ဒါဒီနှစ်ကတော့ဗောနော်ဒါကိုဒီအတွက်ဖြစ်သန်းဖြစ်လာတော့ကျွန်တော်နေမသိဘူးဒါပေမဲ့ဘောလုံးဖျားသခင်နေတဲ့ဒါကာလရွှေကြာဒါဖလာတွေကိုလုံးဝပျောက်ဆုံးနေတဲ့အသင်းတွေကိုဒီနှစ်မှာ blessing လုပ်နေတယ်ပူပူလောလောမှာဒါကျွန်တော်လွန်ခဲ့တဲ့အဲမနေ့ကဗောနော်မနေ့ကမှဒါပူပူလောလောကန်သွားခဲ့တဲ့ palace နဲ့ဒါ city နဲ့ပွဲဆိုမနေ့ကမှတနေ့ကမှကန်သွားခဲ့တဲ့ palace နဲ့ city ပွဲစမှာဆိုရင်ဒါ palace က city အသင်းကိုတကူးတဲ့နဲ့ဂိုးနဲ့နိုင်ခဲ့ပြီးတော့သူ့ရဲ့ဒါသူ့ရဲ့ဘဝတတန်းတစ်လျှောက်ပထမဦးဆုံး major trophy ရခဲ့တယ်ဒါကျွန်တော် go hack ကြီးကဲဆိုနှစ်80မှာတစ်ခေါက်ရခဲ့တယ် ်ဒါကျွန်တော်ဘူလုံးညာဆို52နှစ်နေမှာပြန်ရခဲ့တယ်ဒါခရစ်ကျွန်တော်တို့ယူကာဆယ်ယူနိုက်တက်ဆို190လောက်နေမှာပြန်ရခဲ့တယ်အဲ့တော့စပါအသင်းအနေနဲ့လက်ရှိမှာပြန်ကြည့်မယ်ဒီအသင်းတဲ့ဆိုင်တော့ကျွန်တော်တို့ဖလားမရတဲ့ခုနှစ်တွေနေတယ်ဒါပေမဲ့လက်ရှိမှာပြန်ကြည့်မယ်ဆိုကျွန်တော်တို့ဒါတည်တည်ချာပဲကျွန်တော်နောက်ဆုံးရခဲ့တဲ့ဖလား2008ခုနှစ်ကအခုတည်တည်ချာ2025ခုနှစ်18နှစ်ရှိပြီဒါလူပြိုပေါက်တယောက်ပုံစံမျိုးဖြစ်သွားမယ်ပြီးတော့တယောက်အနေနဲ့ပြန်တွေးပြီးကြည့်မယ်ဆိုရင်တော့အသင်းတစ်သင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဒါဥရောပဖလားမရခဲ့တဲ့နှစ်40ကျော်ပြီအဲ့တော့ နှစ်သင်းလုံးအတွက်ကဒါကျွန်တော်တို့ plus success အတွက်ကတော့လို့ရေးချင်ပြီးတော့ဒီညမှာဒါဒီနေ့ပွဲစမှာနှစ်သင်းလုံးမှာဒဏ်ရာလူစင်းတွေကိုစီကိုစီရှိတယ်ဒါပေမဲ့ဒါနှစ်သင်းလုံးရဲ့ဒီပြတွေလည်းကိုစီကိုစီရှူထားရဆိုရင်အများကြီးရှိလက်ရှိမှာဒါ cola hala တွေရဲ့လန်နိုင်းယူလိုဒါလော့တို့ကလည်း spar thing နဲ့တွေ့မဲ့ final ပွဲစဉ်တော့လုံးဝ ready ဖြစ်နေပြီဆိုတဲ့သတင်းတက်လာခဲ့တယ် spar thing ကလက်ရှိမှာသူတို့အနေနဲ့ဒဏ်ရာချချီချင်းဝတ်ဒဏ်ရာအသေးစားရခဲ့တဲ့ဒါ lucas bug ဘဲက training ပြန်ဆင်းနေပြီဖြစ်ပြီးတော့ manchester united နဲ့ပွဲစဉ်မှာ queen လေဘက်မှာဥဆောင်သွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့အဲ့တော့ပြောချင်တာကဒါနှစ်သင်းလုံးက of course final မတိုင်ခင်တော့သူတို့ကသတင်းက ကတော့ဝတ်မှာပဲသူတို့အနေနဲ့ဒါဒါကြီးတို့ပုံမွေလေးနဲ့ဘယ်သူမှပြောမှာမဟုတ်အဲ့ဒါခုနကပြောသူပဲသူတို့ရဲ့ကစားကောဘယ်သူမှကြင်ညာမဟုတ်ဘူးအဲ့တော့အဲ့တော့ဒီနှစ်သိန်းလုံးကလက်ရှိမှာဝေဖန်မှုများစွာနဲ့ဒါကျွန်တော်တို့ training မှုများတွေ့ဝေမှုများစွာနဲ့တွေ့ရမယ်အနေပြောမှဆိုဒါကျွန်တော်တို့ အသင်းနှစ်သင်းတွေ့တဲ့အချိန်မှာဒါအမြင့်ဆုံးအချိန်ဒီမှာတွေ့ရောအနေဆုံးအချိန်ဒီမှာတွေ့ကြောင်ဘယ်ကောင်ပူနိုင်မလဲဆိုတာပြိုင်မဲ့ပွဲစဉ်တစ်ပွဲလိုပဲမြင်တယ်။ဘာလို့လဲဆိုတော့ဒီဖလားကိုမရမဲ့လူကသူတို့ရဲ့ဒါကျွန်တော်အသင်းရဲ့ဟိုတမိုင်းတစ်ချောက်တသန်းတစ်ချောက်အနေဆုံးဘူးမဲ့တစ်ခုဖြစ်တဲ့စပါတင်ရဲ့ဒီတိုင်းပဲလက်ရှိမှာစပါတင်ဒါပရီးမီးယားလိလိုပြောင်းလဲပြီးခေါ်ဆင်ခဲ့ပြီးတော့ပဲလက်ရှိမှာဒါကျွန်တော်အဆိုးရွားဆုံးတမိုင်းတစ်ခုပိုင်ဆိုင်ထားတဲ့ United လည်းဒီတိုင်းပဲသိပြီးမကွာလား United ဆိုတာကျွန်တော်နှစ်ပွဲဆက်မနိုင်ထားတဲ့ဒါပထမအုပ်စုနှစ်တနည်းနေနဲ့ပြန်စည်းထားတယ်မှာပါတယ်အဲ့တော့ အဖဘကကြည့်မယ်ဆိုနှစ်သိန်းလုံးနဲ့အနေဆုံး movement တွေကိုပိုင်ဆိုင်ထားတယ်။ Spartan ပြိတက်တယောက်အနေနဲ့အခုလက်ရှိမှာ final အတွက်ကျွန်တော်တို့နည်းနည်းလေး hopeful ဖြစ်တဲ့အရာကကျွန်တော်တို့ final မှာတော့ shot တွေ့လာခဲ့တဲ့အသင်းတွေရှိတယ်။ဒါပေမဲ့ final မှာတွေ့လာခဲ့ကိုရင်းနဲ့အရန်ကွာခြားလို့နဲ့အသင်းတွေကြီးပဲတော့ shot တွေ့ခဲ့တာ။လက်ရှိချိန်မှာဒါကိုရင်းနဲ့ဒါကျွန်တော်အစင်ပိုင်းအခုလက်ရှိအခုလက်ရှိအခြေအနေရပါဘူး။အခုလက်ရှိအခြေအနေကအရန်ကြီးမကွာခြားတဲ့အသင်းနှစ်သိန်းတွေနဲ့တွေ့ခဲ့ရတဲ့အတွက်ကြောင့်မလို့ဘလူတွေဖြစ်မလဲဆိုတာကတော့တော်တော်လေးကို excited ဖြစ်မိတဲ့ပွဲတစ်ပွဲပဲ။ဒါပေမဲ့ပြိတက်တယောက်အနေနဲ့ကျွန်တော်ကဒါပြောပါဆိုရင်ကျွန်တော်အနေနဲ့တော်တော်လေးကိုယဉ်ခုံမိတယ်။ဒါပေမဲ့အရန်ကြီးတော့မျှော်လင့်ကြမှာဒါပေမဲ့ ဆိုညွန်လင်းချက်ထားပြီးတော့တော်တော်လေးကိုဒါကျွန်တော်အနေနဲ့ဟိုရင်ခုန်တယ်ဒါကျွန်တော်တို့ဘလို့ပုံစံမျိုးရှိမလဲတစ်ချက်တော့စောင့်ကြည့်ရမယ်ပွဲစဉ်တပွဲလူပြောရင်လည်းပဲကျွန်တော်တို့တပြင်းများဆိုကြည့်ချမိနေဒီပွဲစဉ်ကိုဒါခုနကသူများရဲ့ဒီလိုပွဲမြင်မြင်ရကျွန်တော်တို့ဒီပွဲစဉ်ကိုမရောက်ပါဘူးလို့မြင်မြင်ဆူတောင်းမိနေကျွန်တော်နေတာဖြစ်မဲ့ဆိုရင်တော့ဒါတိတ်ပြီးတော့ဟိုရင်ထဲမှာ ဂလူဂလူဖြစ်နေတဲ့ပွဲတဲ့ပွဲလို့ပဲကျွန်တော်နေမြင်ပါတယ်။နောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါင်ကူညီရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတော့ TV4 တွေလေးလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။များများကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲကျူးတူပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့တောင်းခွင့်ပြုပါအောင်။အားလုံးပဲကျူးတူပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။ မြတ်မြတ်ကလစ်မှာမြန်မြန်နေဖြစ်ပါတယ်အားလုံးမကြူတမိုင်းကြတော့ကုန်ပြီပေါ့ဒေးပါဗျာ